ခွန်အားပေးတော်ကျေးဇူးတော်ကတင့်ကိုနှုတ်ကပတ်တော်အပြည့်ခွန်အားပေးမယ်။ဘာကြောင့်လဲဆိုတော့နှုတ်ကပတ်တော်ဒီဘုရားသခင်နဲ့တူရှိရွှေရတဲ့မှာခတ်သိမ်းတော်အမှုကိုဘာအားဖြင့်တတ်နိုင်လဲဆိုတော့ထိုနှုတ်ကပတ်တော်ယေရှုခရစ်တော်အဖြစ်ဖြစ်တယ်။ကျွန်တော်ကခွန်အားယူမယ်ဆိုဘယ်အားယူရမလဲဆိုတော့နှုတ်ကပတ်တော်ထဲကယေရှုခရစ်တော်ထံကကျွန်တော်ခွန်အားယူရမှာဖြစ်တယ်။ကြောင့်မို့ကျွန်တော်ရဲ့တက်တာထဲမှာဂျေဇုတော်ကိုမြင်များဝင်ခံဖို့အရေးကြီးတယ်။ဂျေဇုတော်ကိုမြင်များဝင်ခံတဲ့အခါမှာဘလောက်ပဲအမောင်တကူကကြီးစေ တင်ရအမြဲတမ်းအောင်မြင်တဲ့သူဖြစ်တာဖြစ်တယ်။ဘာကြောင့်လဲ?အမြဲတမ်းဖျားကခွန်အားပေးတယ်။အမြဲတမ်းဖျားကနှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကိုဖြစ်ပေးတာဖြစ်တယ်။ခရစ်တော်အားဖြင့်ကျွန်တော်ကထွတ်မြောက်ရလမ်းကိုသွားမှာဖြစ်တယ်။ကိုယေရှုခရစ်တော်နှုတ်ကပတ်တော်ဖြစ်တယ်။အာမင်။နှုတ်ကပတ်တော်မဖတ်ပဲနှုတ်ကပတ်တော်မကြားပဲနဲ့သင်ခွန်အားမရှိဘူး။နှုတ်ကပတ်တော်မပါပဲနဲ့သင်ဘာမှလုပ်လို့မရဘူး။နှုတ်ကပတ်တော်မပါပဲနဲ့သင်ဘာခွန်အားမှသင်ဖြည့်လို့မရဘူး။ဒါကြောင့်မို့နှုတ်ကပတ်တော်ဒီဟူတော်ထိုယေရှုခရစ်တော်က ကျွန်တော်တို့ကိုခွန်အားနဲ့ပြည့်စုံစေတယ်ဖိလိပ္ပိ53မှာငါ့ကိုခွန်အားနဲ့ပြည့်စုံပြီးတော့ခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူလို့ငါသက်ဆွမ်းနိုင်၏ဒါဆိုခတ်သိမ်းတော်မူလို့ကိုသက်ဆွမ်းနိုင်တဲ့အခါကဘုသူကြောင့်လဲဆိုခရစ်တော်ထိုခရစ်တော်ကဘုသူလဲနှုတ်ကပတ်တော်ဖြစ်တယ်ကပတ်တော်နားထောင်မယ်ကပတ်တော်ဖတ်ရှုမယ်နှုတ်ကပတ်တော်ဆင်ခြင်မယ်ဒီရတွေအားလုံးကိုဘုသူပဲလုပ်ပေးတယ်ခရစ်တော်အားဖြင့်ခရစ်တော်ဆိုတာထိုဝိညာဉ်တော်ဖြစ်တယ်ကျွန်မတန်ရှင်တော်ဝိညာဉ်တော်ကာလမှာတန်ရှင်တော်ဝိညာဉ်တော်က ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုစကားပြောနေပြီဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်အပုပ်ကိုဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်အတုထီတယ်။တန်ရှင်တော်ဝိညာဉ်တော်တကိုးနဲ့ပြေဝတယ်။တန်ရှင်တော်ဝိညာဉ်တော်က outpouring holy spirit ဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော် indwelling spirit ဖြစ်တယ်။သင်ရဲ့အထဲမှာလည်းရှိရယ်။သင်ရဲ့အပြင်မှာလည်းရှိတယ်။ဒီနှစ်ခုအရေးကြီးတယ်။ဆူတောင်းတာအရေးကြီးတယ်။ကောင်းတယ်။ဆူရဲတောင်းတာကောင်းတယ်။ဒါပေမဲ့ဆူတောင်းတဲ့အခါမှာ နှုတ်ကပတ်တော်အတိုင်းဆုတောင်းမှုလို့လေယေရှုခရစ်တော်ကိုအမိပြုပြီးဆုတောင်းမှုလို့ယေရှုရဲ့နာမကိုအမိပြုပြီးဆုတောင်းမှုလို့အဲ့ဒါကခွန်အားဖြစ်စေတာဖြစ်တယ်နှုတ်ကပတ်တော်ဖတ်တယ်ဟာဘာမှမဖွင့်ပြဘူးနားမလည်ဘူးအရင်နားထောင်ပါဖျားပေးတဲ့ခွန်အားကိုအမိပြုပြီးတော့ဖတ်ပါထိုနှုတ်ကပတ်တော်ကယေရှုဖြစ်ကြောင်းကိုယုံကြည်ဝင့်ခံပြီးဖတ်ပါအဲ့ဒီချိန်မှာတင်ခွန်အားရမှာဖြစ်တယ်ဖျားရဲ့ဖွင့်ပြခြင်းတွေရမှာဖြစ်တယ်ဒီနောက်ဆုံးသောကာလမှာ လူတွေခွန်အားတွေမရှိကြဘူးလူတွေမျော်လင့်ရမှဲ့ကြလူတွေခွန်အားပေးတော့ကျေးဇူးတော်ကိုလိုအပ်တယ်အမောင်ကဘာကလည်းကြီးစိုးလာတဲ့အခါမှာတစ်ဖက်မှာလည်းဖရာရဲ့ခွန်အားပေးတော့ကျေးဇူးတော်ကသူ့အမောင်ကဘာကိုလွှတ်မှုပါစေသင်ရဲ့တက်တာမှာဖရာရဲ့ကျေးဇူးတော်ကအလုံးလုံးနေရအောင်အောင်းမေ့ပါ အမြဲတမ်းဝန်ခံပါဒါဆိုကြည့်ဖရာကကျွန်တော်တို့ကိုနှုတ်ကပတ်တော်ဖတ်ရှုရဲ့သူနှုတ်ကပတ်တော်ယေရှုခရစ်တော်ကိုလိုတိုင်းဖြစ်တယ်ကိုတော်အမှုပြုပေးပြီးသွားပြီးအရာဖြစ်တယ်ဆိုတဲ့အကြောင်း တည်ယုံကြည်မှုခံပြီးဖတ်ဖို့အရေးကြီးတာဖြစ်။ကာကြီးကကျွန်တော်ဖတ်တာဖျားအမှုပြုမယ်။ဖျားငေါ့ကိုခွန်အားပေးတော့မယ်။ No ။ဟုတ်တယ်။ကျွန်တော်ဆူတောင်းလိုက်ဖျားကချက်ချင်းကောင်းကင်ကနေတော့ခွန်အားပေးတော့မဟုတ်။အရင်ကတည်းကဖျားကကျွန်တော်တို့ပြင်ဆင်ပြီးပြီ။ဥပဒေကိုတေချာဖတ်ရှုရအောင်။တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုပြင်ဆင်ပေးပြီးသွားပြီဖြစ်တယ်။အာမင်။